ကံကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့အဲ့ဟဲဟိုးကနေတနာ45မိနစ်တနာလောက်ဆက်သွားတယ်ပေါ့ဆောင်းဆိုပြီးအဲ့မျိုးကြီးရောက်သွားတယ်ဒီမျိုးလေးမှာငါရုပ်ရှင်တကားရိုက်ရှင်နေဆိုစိတ်ဖြစ်လာကံကောင်းရိုက်ပြီးတော့ပေါ့နော်အဲ့မျိုးမှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက် location ကြည့်ရောက်တဲ့အချိန်မှာလည်းကျွန်တော်အဲ့မှာရှိတဲ့ location တွေလာတဲ့နေရာတွေကျွန်တော်ဇလန်းထဲမှာထည့်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုပြန်ပြီးတော့ဖန်တီးပြတယ် ဒူးဆိုတာကအတူကဘလို့ဖြစ်လာလဲဆိုတော့ဒီကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကပုံစံနဲ့မှာပါတဲ့ရုပ်ရှင်ကတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်ကံကောင်းရိုက်တဲ့အချိန်တော့ကံကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့အဲ့ဟဲဟိုးကနေတနာ45မိနစ်တနာလောက်ဆက်သွားတယ်ပေါ့ဆိုင်းဆိုတဲ့မျိုးအဲ့မျိုးကိုရောက်သွားတယ် location ကြည့်ရင်အဲ့မျိုးလိုရောက်သွားတော့အာကျွန်တော်အဲ့မျိုးမှာအဲ့မျိုးကလှလဲလှတယ်တာလဲတာရတယ် ပြီးတော့ကျွန်တော်ခုနပြောတဲ့ပုံကြောင်လေအဲမင်းတို့မင်းသားထက်တုန်းကအဲ့မှာအဲတည်ခဲ့တဲ့ပုံကြောင်ပေါ့နော်အဲ့ပုံကြောင်ကလည်းအဲ့လိုရှေးပုံကြောင်အဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုစိတ်ဖြစ်လာအဲ့စိတ်ဖြစ်လာပြီးတော့ အဲအိမ်မျိုးမှာရိုက်ဖို့အတွက်ကျွန်တော်အဲကံကောင်းရိုက်ပြီးတော့ဗောနော်အိမ်မျိုးမှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက်လိုချင်းကြီးရောက်တဲ့အချိန်မှာလည်းကျွန်တော်အဲ့မှာရှိတဲ့ location တွေလာတဲ့နေရာတွေကျွန်တော်ဇလန်းထဲမှာထည့်ပြီးတော့အဲရိုက်လို့ရမယ့်နေရာတွေဗောနော်အဲ့ဒါကြီးကြိုပြီးတော့စဉ်းစားထားတယ်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုပြန်ပြီးတော့ဖန်တီးပစ်တယ်အဲဒီအတူးကောင်ကိုရိုက်မယ်ဆိုရဆိုတော့ကျွန်တော်ဇက်ညုံးရေးတဲ့ဒီဒီနဲ့ဒီဒီရေကျွန်တော်အဖွဲကအမြောက်၃ရောက်ရင်လည်းကျွန်တော်အဲ့ပေါ်ဆိုင်မျိုးပြန်သွားတယ် ပြန်သွားပြီးတော့အိမ်မျိုးကြောင်းထပ်ပြီးတော့လေ့လာတယ်။အဲပြီးတော့ဒီကျွန်တော်ဇက်ဝင်ခန်းထဲမှာထည့်မဲ့အဲဟိုအတူဆိုတဲ့ character တိဆောက်တယ်ပြီးတော့အဲ location တွေပြန်ကြည့်တယ်လောက်လောက်ရပါတော့။အဲအိမ်မှာဇက်လန်းကိုအိမ်မှာပြန်သွားပြီးတော့နောက်တစ်ခေါက်ပြန်သွားပြီးတော့ရေးရတယ်။အဲအဲ့ကနေစပြီးတော့အဲအတူဆိုတဲ့အဲဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပါခင်ဗျာ။ဟုတ်တယ်ပဲကျွန်တော်ကံကောင်းတို့ကလုပ်ရင်းကြည့်တဲ့အချိန်မှာပေါ်ဆန်းကိုရောက်တဲ့အချိန်မှာအိမ်မျိုးဟိုအဓိကတော့အိမ်မျိုးလေးကြောင့်ပေါ့နော် အဲ့မျိုးလေးကလှလည်းလှတယ်ဒါလည်းဒါရတယ်အဲကြည့်ပြီးရုပ်ရှင်ရိုက်ရှင်တဲ့စိတ်တွေဖြစ်လာပါတော့အဲ့ဒီတော့ကျွန်တော်တို့အတူတူဖန်တီးဖြစ်တာပါအဲမဟုတ်ပါဘူးအဲ့လိုဟိုကျွန်တော်အဲ့လိုဟိုဘယ်လိုတတ်သမှတ်ထဲပေါ့နော်အဲဒရမာကြီးပဲရိုက်မယ်အဲရိုမန့်စ်ကြီးပဲရိုက်မယ်အဲဆိုပြီးတော့တတ်သမှတ်ထဲတော့မထားပါဘူးအဲ့လိုဟာတလည်းရိုက်ဖြင့်ရိုက်ဖြင့်ပါပေါ့နော်အဲဒီအခုအတူကားဆိုရင်သူကပြောမယ်ဆိုသူ့ရဲ့ဂျင်းဆိုတာအဲရိုမန့်စ် ဒရမာပုံစံမျိုးတွေပါပဲအဲဒီဟိုရိုမန့်ဒရမာပေါ့နော်ကျွန်တော်ရိုက်နေရှေ့မှာရိုက်ခဲ့ပြီးတဲ့ပုံစံလဲမှာတော့မပါသေးဘူးဒီလိုသားမျိုးပေါ့နော်ဆိုင်ရေးကနေရလေအတူးဆက်ကောင်ကမြင်းမြတ်ကိုတည်ပြီးရေးတာလားဘယ်လိုမျိုးလေးလဲရှင်အဲဟုတ်တယ်ဗျကျွန်တော်ဒီဇက်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်ကအဲဒီကားကိုမြင်းမြတ်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆီယမ်မာလေးနေရာကိုနဲ့ရိုက်မယ်ဆိုတော့တို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရော ဟိုအက်တာတွေရောပေါ့နော်အဲ character ဗားတဲ့ character တွေရောအကုန်လုံးဟိုစိတ်ကူးထဲမှာပုံပေါ်ပြီးတောက်လုပ်ပြီးတော့မှအဲဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါတယောက်ကလည်း drama ပိုင်းနဲ့မင်းသားပါเนาะတယောက်ကလည်း romance ဆိုအရင်ပိုင်းနဲ့မင်းမင်းဆိုတော့လေဒီအတွဲဆက်လေးကဘယ်လောက်ရှိအောင်မှဆက်ဆရာကောင်းတယ်လေအဲကောင်းပါတယ်ဟိုကျွန်တော်စိတ်ကူးတဲ့ပုံပေါ်ထားတဲ့အတိုင်းလိုပဲအဲကိုမျက်နဲ့ပိုးနဲ့ပေါ့เนาะနှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲ drama ဟို heavy တွေကို လုပ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်းအဲတကယ်လုပ်နိုင်တယ်ပြီးတော့ဆီယမာလေးဆိုတဲ့ character ကလည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်တွင်ကြဖြစ်နေတယ်ပေါ့နော်ဟိုချစ်စရာကောင်းနဲ့အဲသူနဲ့လိုက်ဖက်တဲ့အဲဇာတ်ရုပ်လေးဖြစ်နေတယ်အဲဒီတော့ဒီထဲမှာသူတို့နှစ်ယောက်ကြီးကလည်းအဲ chemistry ကဟိုဟိုအားမိနေတယ်ခံစားရပါတယ်အလုကပြင်းတကဝါကကွယ်ဆောင်းလို့ချူကတခဏပါမယ်ဟာအဲ့ဒါဟိုအချင်းလေးထဲမှာပါတယ် လောက်ဆင်းရအောင်နော်အဲအဲ့ဟာလဲအဲ့လိုပဲတခြင်းလေးကိုကျွန်တော်ရိုက်နေတဲ့အချိန်မှာချစ်စရာကောင်းအောင်ပါနော်နှစ်ယောက်ကိုဒီအတူးနဲ့ဆရာမလေးနှစ်ယောက်အကြောင်းကိုတခြင်းလေးရဲ့ထည့်ပြီးတော့ချစ်စရာကောင်းအောင်ပုံပြပါပါအာဒီကားကစပြီးတော့ဟိုပါ့ produce လုပ်တဲ့အခါမှာဒါဟိုကိုယ့်ရဲ့အကိုလိုပေါ့နော်ခင်ရတဲ့အကိုကအဲသူလည်းဒီလိုမျိုးကားလေးရိုက်ချင်တယ်ဆိုပြီးတော့မှပြောလာတဲ့အခါမှာအဲအမတို့ကလည်းဒါတစ်ဖက်တစ်လမ်းနေပြီးတော့ဝိုင်းဝန်းကူညီပေးတယ် အဲပြီးတော့ဒီကားတစ်ခုလုံးထုတ်လုပ်တဲ့အခါမှာရောပြီးတော့ဒီကားတိဖြတ်ပေါ့နော်အတစ်ပိုင်းရောပေါ့နော်အဲအကုန်လုံးတော့တာဝန်ယူထားပါတယ်ရှင်ဟုတ်အဲအတူကားရိုက်တော့မှမရကအမတို့ရေးရရန်ကြည့်တဲ့ချင်းကလောမှာဒီအရန်ကြည့်ရချင်းအဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေချိန်မှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ရင်မကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲမရတော့ဆက်သွယ်တယ်များဖုန်း line နဲ့များအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာ ော်ရာသီဥတုဆိုးလို့ပေါ့နော်အဲ့လိုမျိုး line တွေပါမကောင်းဘူးအဲ့လိုပဲထင်တာလားအဲ့လိုရေးတွေအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာကြီးလဲကိုရီးယားရိုက်ရိုက်နေတဲ့ချိန်မှာမသိကြဘူးအမိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့ချိန်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတွေရှိတယ်အဲအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ဟိုရန်ကုန်မှာရှိတဲ့လူတွေကအရန်စိတ်ပူနေကြရင်တခုခုများဖြစ်နေလားအဲအဆက်အသွယ်တွေလည်းမရကြတော့ဘူးပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အမတို့ line တွေလည်းမိတဲ့အခါမှာအဲ့တော့မှသတင်းတွေကတက်လာတက်လာတဲ့အချိန်မှာဒီလိုရေတွေကြီးနေတဲ့ဒီလိုလိုလိုဖြစ်နေရဲအဲအဲအဲ့အဲ့ဒါတွေတက်လာတယ်အဲ ီးတော့ကိုကားရိုက်ခံနေအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့မာဒီရေးပေးအတွက်เนาะအလှူတွေအားတွေသွားလုပ်ခဲ့ကြတာပေါ့เนาะဟုတ်ဟုတ်ဟုတ်အဲဒီ guy message ပိုင်းဆိုရင်တော့ဒီချစ်စရာကောင်းတဲ့အလူလေးရပါတော့ဒီအတူဆိုတဲ့ကောင်လေးပေါ့အတူဆိုတဲ့ကောင်လေးနဲ့အဲဒီဆရာဝန်မလေးနှစ်ယောက်ရဲ့အကြောင်းကျွန်တော်တည်အဓိကတည်ပြီးတော့ဆက်လက်ပြီးဆောက်ထားတယ်အဲဒီပေးခြင်းတဲ့ message ကတော့ ီဘယ်လိုပြောလဲလောကကြီးမှာချမ်းသာတာဆင်းရဲတာအဲပညာတတ်တာမတတ်တာတွေချက်ကိုဘယ်အားပုံကြံလို့ရှိလဲဆိုတော့အကြောင်းလေးပေါ့နော်အဲ့ဟာတွေချက်ကိုပို့ပြီးတော့အရေးကြီးတာကဒီတယောက်မှာအာရှိတဲ့ရှိတိုက်တဲ့ဟာအပါလဲယူတာမှုပေါ့နော်အဲ့လိုယူတာပို့အရေးကြီးတယ်ဆိုတော့အဲ message တွေပဲရထားတာသိထားတာအဲဘယ်လိုဆိုဒီကကျွန်တော်ကဒီကပဲပြောပြပါဦးနော်နောက်ကကကြတော့ အတိအကျတော့မသိသေးဘူးအအတူပြီးရင်လက်ဝင်လေရုံးတယ်နော်ပြောအဲ့မသိသေးပါရုံတော်ကူမှတင်ပါပြောတယ်ရရရခဲ့ရခဲ့ရှိရတယ်ဒီလိုဒီလိုရရအာဟုတ်ကဲ့ right out photography နဲ့နှစ်စုပဲနော်ပြီးခဲ့တဲ့နှစ်တော့ driver နေမက်ကန်နဲ့ driver စုရပါတယ်ဟောအများကြီးရှိရောအများကြီးရှိရောဘာလို့လဲဆိုတော့ဒါကျွန်တော်အဲ့လိုလွတ်လွတ်လပ်ဖန်တီးနိုင်အောင်အဲစိတ်ကြိုက်ရိုက်ခွင့်ရအောင် အာဘာမှနောက်ဆန်မတင်ရအောင်နောက်ကိုဘာမှအများကြီးလှည့်ကြည့်နေကြရမလို့အောင်နောက်ကနေသာအများကြီးတံမိုးပေးထားတဲ့အဓိကပေါ့နော်အဓိကလူနောက်ကနေအများကြီးတံမိုးပေးထားတယ်ကျွန်တော်ဖြစ်ချင်တဲ့ဟာတွေလုပ်ချင်တဲ့ဟာတွေကိုကျွန်တော်လည်းတူတူတက်ညီလက်ညီဝိုင်းပြီးတော့အဲဖန်ပြီးပေးတယ်အဲနောက်ကနေအများကြီးဆပိုးလုပ်ပြီးရယ်သူကတော့အဓိကပဲเนาะအဲ့လိုပဲကျွန်တော်ရဲ့နောက်မှာရှိတယ်နောက်ထပ်အဲကျွန်တော် AC production ကအဲကျွန်တော်တင်းပေါ့เนาะကျွန်တော်တင်းက production ကလူတွေရောပြီးတော့နောက် အဲကျွန်တော်ရဲ့ HC ပို့ဆောက်ကအာ sorry ကျွန်တော် HC ပို့ဆောက်ကအဲကျွန်တော်ရဲ့ဟိုဘယ်လိုခေါ်မလဲဒီကိုတွေပေါ့ editor တွေ colorist တွေ audio သမားတွေအဲကျွန်တော်ရဲ့ဒီညီကိုတွေပေါ့သူတို့တွေအကုန်လုံးကလည်းအဲ့လိုပဲကျွန်တော်ဘာရဲရဲနောက်ကနေတန်ပြီးတဲ့လူတွေပါပဲသူတို့ရဲ့တန်ဖို့မှုအားလည်းအများကြီးပဲအရေးပါပါအောင်ပါအောင်ခက်မြက်တဲ့မိန်းမတယောက်ရှိတယ်လို့ပြောလို့တစ်စုံတစ်စုံတယောက်ကတော့ဘဝတုတ်တဲ့မိန်းမတယောက်လည်းရှိတယ်သူပြောတာ ပြောင်းလိုက်တာအမင်းနဲ့ရောက်ကြရင်ဝတ်တုတ်တက်မိမှရှိလက်တွေ့ပဲလေအော်ပါမူဗီမှာပါဘာဖြစ်လို့ဆိုတော့ तू ကကြတော့သူ့ရဲ့အလုပ်တစ်ခုကိုပဲ focus တာပါဗောနော်ဒီဟာလှုပ်ချင်တယ်ဆိုလို့ရှိရင် तू ဒီဟာတစ်ခုပဲဂျန်တဲ့ဟာတွေကို तू ခေါင်းထဲမှာ तू ကတိတ်အများကြီးလည်းမထည့်ဘူးဒီလှုပ်ကို तू အမြောင်လှုပ်မယ် तू ခေါင်းထဲမှာ तू တွေးထားတဲ့ဟာတွေဖြစ်ချင်တဲ့ဟာတွေကို तू မဖြစ်ဖြစ်အောင်လှုပ်တယ်ဗောနော်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်သူအရှိရသွားမယ်ဆိုရင်တော့အနောက်မှာအဲနောက်တန်းလုံမို့လို့ရယ်ပေါ့နော်အဲ့အတွက်တော့ကိုကတော့အမြဲတမ်းတော့အဲစူးစမ်းပေးသွားတယ်ကျွန်တော်ပြောလို့ပေါ့သူကအဲ့လိုအကုန်လုံးပေါ့နော်ကျွန်တော်ရုပ်ရှင်ငကားရိုင်းမယ်ဆိုရုပ်ရှင်ငကားဖန်တီးလို့ဆိုရလဲဘယ်လိုပြောမလဲဟိုတင်းဖို့လဲလို့ဆိုလို့ဟိုငွေကြေးဘိုင်းတွေပေါ့နော်အများကြီးအများကြီး management လုပ်ရအောင်ပေါ့အဲ့အပိုင်းတွေဟိုအများကြီးလုပ်ရတဲ့ဟာမှာမှာအဲသူရှိရတော့အဲ့ငွေကြီးရဲ့ဘိုင်းတွေရောအဲစားအဲ့လို financial ဘိုင်းတွေရော management ဘိုင်းတွေရော အဲစိတ်ပူစရာမလိုတော့ဘူးပေါ့เนาะအများကြီးစိတ်ပူနေကြတာမလိုအဲ့ဒါတွေတော်တော်များများကိုအဲသူနဲ့တူတူနောက်ကအဲတင်းကလူတွေကဖြည့်ရှင်ပေးထားတာသူကလာပြီးတော့စိတ်ချောင်းချောင်းနဲ့အဲခံပြီးနိုင်တယ်เนาะအဲ့အဲ့တော့အများကြီးအထောက်အပံ့ဖြစ်သွားတယ်အဲကျွန်တော်ဒီအတူရုပ်ရှင်ဇာတ်ကားကိုအဲဒီလရဲမှာ ဒီမကြဝင်းပေါ့နော်ဒီလာတယ်မှာပဲအဲတနင်္ဂနွေရုပ်ရှင်တွေမှာယုံကြည်ကြတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုယုံကြည်နေတဲ့အခါအာလာရောက်အားပေးကြပါဝင်းရံပေးကြပါကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်ပါဝင်တဲ့တရုတ်ဆောင်တွေရော ဒီ progression အအဖွဲသူအဖွဲသားတွေကိုတစ်ဖွဲ့လုံးအလုံးနိုင်တဲ့များအကောင်းဆုံးအပြိတ်တွေတို့ခံပြီးပုံပေါ်ထားပါတယ်အဲ့တော့ဝင်ရပြကြပါလို့အတူကားလေးရတော့လေဒီကားလေးကအဲ့လိုရတအဆုံးပြေးမယ်ပေါ့နော်ပျော်ရှင်စရာတွေရောလွိုင်းချစ်စရာတွေရောလွမ်းစရာတွေရောအကုန်လုံးပေါ့နော်ရတအဆုံးနဲ့ကားတကားလို့ပြောလို့ရပါတယ်အဲ့တော့ဒီအတူကားလေးရုံတင်ဆက်ဆက်လာကြည့်ပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်